ကိုဝင်ရှင်နေပြီဖြစ်ပေမဲ့ Aptin မာမီဘွားမှာပဲဆက်နေသွားမယ်နေကြည့်ဦးအားလုံးပဲမင်္ဂလာပါ I'm Sally Dos New Channel ကနေကြိုဆိုပါတယ်ပရိသတ်တွေနဲ့ယင်းနီးခဲ့ပြီးသားဖြစ်တဲ့နေကြည့်ဦးဟာတရေကြီးနဲ့မင်္ဂလာဆောင်ပြည့်ရတော့ယခုမှတော့ရှင်သွေးလေးလွယ်သားပြီဖြစ်ကြောင်းပရိသတ်တွေကိုသိပေးခဲ့ပါတယ်အလောက်တွေကိုအကျိုးစားပန်းစားလုပ်နေတဲ့မင်းသမီးတောင်ဖြစ်ပြီးမင်္ဂလာဆောင်ဖို့လာတော့တဲ့အချိန်မှာတော့သူမရဲ့ဝိတ်ချဖို့ရန်နဲ့မင်္ဂလာနေ့ရောက်ဖို့ကိုချင်းကစားပြီးအသေးအံကျိုးစားနေသူတောင်ဖြစ်ပါတယ် သူမဟာပရိသတ်တွေအံ့ဩနေလောက်တဲ့ဝိချနိုင်ခဲ့ပြီးတော့မယုံနိုင်အောင်လှပတဲ့ body fashion မျိုးကိုပိုင်ဆိုင်ခဲ့သူတောင်းလည်းဖြစ်ပါတယ်တရုတ်ဆောင်တဲ့ influencer မလေးနေဂျီဦးကယခုရက်ပိုင်းတွင်မှာပဲတောင်းကိုဝင်လဲလဲထားရပြီလို့အတည်ပြုခဲ့ပါတယ်။ဘာပဲလို့လို့ပရိသတ်တွေရဲ့ပြောဆိုခြင်းကိုခံခဲ့ရတဲ့နေဂျီဦးကဒီဇင်ဘာလထဲမှာထိမ်မြလက်ထက်မင်္ဂလာပွဲကိုကျင်းပပြီးနှစ်လကြာမှပထမဆုံးရင်သွေးလေးကိုလွှဲထားခဲ့ရတာပါ။တခြားသောမင်္ဂလာဆောင်ပွဲနဲ့မတူပဲသူမရဲ့မင်္ဂလာဝိဆုံဟာ တရာကေဂျီလောက်လေးတဲ့ဟာကိုဝစ်စင်ပေါ်အပြင်ထံလေးကျင်ကန်လောက်တဲ့သူလည်းဖြစ်ပါတယ်။အဒီမတိုင်ခင်မှာလည်းနေဂျီဦးကသူမရဲ့ခန္ဓာကိုယ်ဖိဖြစ်ပေါ်အတွက်မင်္ဂလာပွဲမတိုင်ခင် walk out တွေကိုအပြင်ထံလောက်ပြီးတော့ short ချခဲ့ပါတယ်။မယုံနိုင်လောက်ဝိတ်တွေကျသွားပြီးချိန်မှာသူမရဲ့ active flight ကိုတော့မ short ခဲ့ပါဘူး။ယခုကိုဝင်ဆောင်ချိန်ကာလမှာလည်း active မှာမိပွားကိုပဲဆက်သွားမှာမို့သူမက trainer နဲ့အတူတေးချတိုင်းမိမိဆက်ဆောင်နေပါတယ်။ခင်မွန်ဖြစ်သူကလည်းသူမဖြစ်ချင်တာတွေကိုအရေးတကြီးကြီးနဲ့ဖြည့်ဆည်းပေးရလို့ဆိုထားပါတယ်။ ဒီနေ့တော့ဒီလောင်းနဲ့ပဲရန်နာပါမယ်။ဆုံးထိတ်ကြည့်ရှုနာဆင်ပေးပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။